လာရောက်ပူဇော်ဆူတောင်းသူအရန်များလို့ထိုင်းကဆူတောင်းပြည်စက်ရုပ်ကြီးကိုအစိုးရပိတ်ရပြီတန်ကောင်းမြို့မှာရှိတဲ့ Optimus Prime စက်ရုပ်ကြီးစီကို လာရောက်ကိုကွယ်ပူဇော်မှုတွေအရန်များလာလို့အစိုးရကစက်ရုပ်ကြီးကိုရက်ဆိုင်ပိတ်ပစ်လိုက်ပြီဖြစ်ပါတယ်မရက်လို့ကလည်းမရတော့ပါဘူးယုံကြည်မှုတရားလုံးလွန်ကဲလာရင်အရန်ပဲကြောက်စရာကောင်းပါတယ် Optimus Prime ကိုကရော့ကတ်လူရင်း နေချင်းညာချင်းဆိုသလိုချက်ချင်းအကျိုးထူးတယ်လို့သိလိုက်ရပြီးရဲ့နောက်နကွန်အလာပူဇော်သူတွေများတစ်ထက်များလာလို့အစိုးရကဝင်ပိတ်ရတော့တာပါကံကောင်းစီတဲ့စက်ယုတ်ကြီးလို့ထိုင်းနိုင်ငံသားတွေကစားလိုက်တဲ့ဇလန်းဟာပါဇက်ရာဇဝင်လို့ဖြစ်လာခဲ့ပြီးထိုင်းနိုင်ငံကိုရောက်လာတဲ့နိုင်ငံသားတွေကပါ Optimus Prime မဖူးရင်ခင်မမီတယ်လို့လောက်လာကြလို့မတတ်တာတဲ့အဆုံးမှာအစိုးရကဝင်ပါလိုက်ရတော့တာပဲဖြစ်ပါတယ် Optimus Prime လာဖူးသူတွေကိုစီးဖြစ်ပေးရင်ကန်စာတာပိုတက်တယ်ဆိုပြီး PBS စာသုံးစီဆိုင်ကတစကန်းထားလိုက်တာမှလည်းဒီဆဲအုပ်ကြီးကိုဖူးမြော်ဖို့လာရောက်သူတွေကဒုနယ်ဒေးဆိုသလိုဖြစ်သွားခဲ့ပါတော့တယ်။ဒီဆဲအုပ်ကြီးရဲ့အနီးနားမှာရှိတဲ့ဆိုင်တွေဟာဆဲအုပ်ကြီးရောက်လာပြီးတဲ့နောက်စီးပွားဖြစ်ထွန်းတယ်၊စီးပွားတက်တယ်၊ရောင်းပန်းဝယ်ပန်းအရန်ကောင်းလာတယ်ဆိုတာသတင်းပြန်သွားပြီးမှတော့ကော်ဖီဆိုင်ပိုင်ရှင်တွေ၊ဘားပိုင်ရှင်တွေဟာဆဲအုပ်ကြီးစီကိုစတင်ရောက်ရှိလာခဲ့ပါတော့တယ်။အဲ့နောက်မှာတော့ Optimus Prime စူတောင်းပြီးဆဲအုပ်ကြီးစီပူဇော်သူတွေတစ်ဖွဲ့ဖွဲ့ဆိုသလိုဇက်တိုက်ရောက်လာခဲ့ပြီးဆဲအုပ်ကြီးကိုလက်ရည်လှည့်ပြီး အပတ်90ပြည့်အောင်ပြည့်ရင်ဆူတောင်းပြည့်တယ်ဆိုတဲ့အယူအဆပါထပ်ဖြစ်လာခဲ့ပါတော့တယ်။အချွေဘူးတွေဖြော်ရည်တွေလူပဲပစ္စည်းတွေဆိုတာက Optimus Prime ရဲ့ရှေ့တော်မှာအရှံပဲဖြစ်လာခဲ့ပြီးတချို့ကဆိုရင်အကပူဇော်ဖွင့်နေပါ Optimus Prime ဆူတောင်းပြည့်စက်အုပ်ကြီးကိုလာကြောကြပါတော့တယ်။ဒီလိုပူဇော်သူတွေများတစ်ထက်များလာခဲ့ပြီးတဲ့နောက်လမ်းပိတ်ဆိုတာတွေရင်မတော်တဆမှုဖြစ်တာတွေလမ်းပြောင်းပြန်မောင်းတာတွေများလာတဲ့အပြင်ဆူတောင်းပြည့်တယ်ဆိုပြီးစက်အုပ်ကြီးကိုပတ်ပြေးသူတွေရင်တိုက်ခံရ ကားတိုက်ခံရတာတွေဖြစ်လာခဲ့ပြီးမှတော့အစိုးရကဝင်ပါလိုက်ရတော့ရဖြစ်ပါတယ်။ Optimus Prime စုတောင်းပြီးစေယုတ်ကြီးကိုလာရောက်ပူဇော်သူတွေအရန်များလာပြီးရနောက်စေယုတ်ကြီးကဘာကိုအရန်ချိန်တာဘာနဲ့ပူဇော်ရင်အရန်သဘောကျတာဘယ်ရုပ်ကိုဆက်ကပ်ရင်အမြန်မဲ့စုတောင်းပြီးတာဆိုတဲ့လမ်းညွန်တွေပူဇော်ပတ်တဲ့ပစ္စည်းရောင်းချတဲ့ဆိုင်တွေဟာအရန်မဲများပြားလာခဲ့ပါတယ်။စုတောင်းပြီး Optimus Prime စေယုတ်ကြောင့်ကားတွေသွားမရလမ်းတွေပိတ်ဖြစ်ပြီးရှာရိုအင်ခရန်တလန်လုံးဘောင်းဆန်ကုန်တဲ့အတွက် န်ကောက်မြို့ကောင်စီကတာဝန်ရှိသူတွေကလာရောက်စစ်ဆေးလိုက်ပြီးရနောက် Optimus Prime စုတောင်းပြီးစိုက်ရုပ်ပူဇော်စုတောင်းမှုတွေကိုရန်နာလိုက်ဖို့တာမြင်လာရပါတော့တယ်။ Optimus Prime စိုက်ရုပ်ကြီးနာမည်ကြီးလာတဲ့အကြောင်းရင်းကတော့စိုက်ရုပ်ရဲ့အနာမှာရှိတဲ့ဆိုင်ရှင်တယောက်ကသူ့ကိုတုံးလာတာအယောင်ပြည့်အောင်လုပ်ပေးပါတကယ်လို့သူ့ဆန္ဒကိုဖြည့်ပေးရင်အနီအောင်ဖျော်ရည်96ခွက်လာရောက်ဆက်ကပ်ပါမယ်လို့စုတောင်းလိုက်တာကနေစတင်ပါတယ်။အဲ့လိုစုတောင်းပြီးချိန်ကစလို့ဆိုင်ရောင်းအားတွေတက်လာခဲ့တဲ့အတွက်တုံးလာပြည့်ပြီးချိန်မှာတော့ Optimus Prime စိုက်ရုပ်ရုပ်ထုစီကိုလာရောက်စုတောင်းခဲ့သူဟာ အနီအောင်ဖြိုရေး69ခွက်ကိုနှက်ဆက်တယ်လို့လာဆက်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာစဲအုပ်ကြီးရှိရာစီကိုလူတွေတဖွဲ့ဖွဲ့ရောက်လာခဲ့ပြီးစုတောင်းသူတိုင်းကအထိတ်ထန်ပြေးတယ်လို့အွန်လိုင်းပေါ်ကနေသတင်းဖြန့်လိုက်ရတာတဆင့်အခုလူတွေကြက်ပြန်မကြစီကားလာခဲ့တာဖြစ်ပါတယ်။အခုတော့အစိုးရဘက်ကအမိန့်ထုတ်လိုက်တဲ့အတွက်စုတောင်းပြေး Optimus Prime စဲအုပ်ကြီးစီကိုအရင်တုန်းကလောက်လူတွေလာခွင့်မရှိတော့ပါဘူး။ Transformer ရုပ်ရှင်ဇာတ်ကားတွေက Optimus Prime စဲအုပ်ကြီးဟာလည်းထိုင်းနိုင်ငံကိုရောက်မှ ဆူတောင်းပြီး Optimus Prime ရုပ်တူကြီးဖြစ်သွားတာကတော့ထူးဆန်းပါမေးဆရာတွေ့ရဲ့လို့ထအော်ရလေတော့မလားမသိတော့ပါဘူးခင်ဗျာ